ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ ခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ထိုင်းနဲ့တဲမာမူတွေမြင့်တက်လာလို့ကမ်ဘောဒီးယားကနေဆက်ပေးပြီးတပ်ဖွဲ့တွေကိုအသင့်အနေထားရှိဖို့အမိန့်ပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကမ်ဘောဒီးယားနိုင်ငံကတော့ထိုင်းနဲ့နေဆက်အရေးအခင်တဲမာလာနေတာကြောင့်တောက်ကြာနေမှာတပ်ဖွဲ့တွေကို အပြည့်အဝအသင့်အနေထားရှိဖို့အမိန့်ပေးခဲ့ပါတယ်ထိုင်းရုတ်တန်ဇလန်တွေတွေနဲ့ရုပ်ရှင်တွေကိုလည်းပြသခွင့်ပိတ်ပင်လိုက်တာပါဒီလိုလှုပ်ဆောင်ချက်တွေကတဲမာမူတွေလျှော့ချဖို့နိုင်ငံတွဲဆုံဖို့ရှိနေတဲ့အစည်းအဝေးမတိုင်ခင် နိုင်ပိုင်းအလို့မှာဖြစ်ခဲ့တာပါဖနွမ်းမင်ကတော့ထိုင်းကနေဖြတ်တန်းတဲ့အင်တာနက်လိုင်းတွေကိုဖြတ်တောက်လိုက်ပြီးတောင်ပန်လန်နေဆက်ဂိတ်ကိုကန့်တမ်းမရှိပိတ်ပင်လိုက်တာကြောင့်သူတို့ရဲ့ရည်တည်ချက်ကိုပို့ပြီးတော့တင်းမာစေခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့ထိုင်းကုန်တင်ကဒါဇင်ပေါင်းများစွာဟာနေဆက်မှာပိတ်မိနေတယ်လို့သတင်းတွေကပြောပါတယ်ဒီတင်းမာမှုတွေရုတ်တရက်တိုးလာတာကမေလ28ရက်နေ့က Emirate Triangle ကမ်ဘောဒီးယားထိုင်း လာအိုသုံးနိုင်ငံနယ်နိမိတ်ထိဆက်ရအငင်းပွားနေတဲ့တတော်နယ်မြေမှာတိတ်ဆုံးမှုဖြစ်စေခဲ့တဲ့တိုက်ပွဲတစ်ခု ဖြစ်ခဲ့လို့ပါ။လက်ရှိဝင်ကြီးဟွန်မာနက်ရဲ့ဩဇာကြီးတဲ့ဖခင်ဝင်ကြီးချုပ်ဟောင်းဟွန်ဆန်ကတော့တောက်ကြနေမှာထိုင်းကွန်ပစ္စည်းတွေကိုတပိတ်မှောက်ဖို့ပြင်းပြင်းထန်ထန်တောင်းဆိုခဲ့ပါတယ်။အာနာပိုင်နေချမှတ်ထားတဲ့နေဆက်ကန့်သတ်မှုတွေမယုံသိရင်ကမ်ဘောဒီးယားကထိုင်းကနေတင်သွင်းလာတွေကိုရပ်ပစ်နိုင်တယ်လို့လည်းသူကတတိပေးခဲ့တာပါ။ဟွန်ဆန်ကတော့စစ်တပ်အတွက်တင်းကျပ်တဲ့ညွှန်ကြားချက်တစ်ခုကိုလည်း Facebook ပေါ်မှာရေးသားခဲ့ပါတယ်။ က်နက်ကင်တက်ဖွဲ့အားလုံးဟာရန်စလာရင်တုံ့ပြန်ဖို့နဲ့ကာကွယ်ဖို့အတွက်တရက်ကို24နာရီအပြည့်အဝအသင့်အနေထားရှိရမယ်လို့သူကပြောခဲ့ပါတယ်။ဒါအပြင်နေဆက်ပြည်နယ်တွေကအရာရှိတွေကိုလိုအပ်ရင်ဒေသခံတွေအတွက်ပြောင်းရွှေ့ရေးအစီအစဉ်တွေပြင်ဆင်ထားဖို့လည်းသူကညွှန်ကြားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာ။